မင်္ဂလာပါရှင်တနင်္သာရီသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကိုဒိုဝဲဝက်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့စားတော့ကုန်တဲ့ခွင်ပိတ်ခံထားလို့တကူရွာမှာစက်တပိတ်တာကိုစက်တထောင်ကျော်ခုန်တက်သွားတဲ့အခြေအနေစစ်ကောင်စီက73စီတဲယူခွင်ပိတ်လိုက်လို့ဒိုဝဲခရိုင်မှာဈေးအဆမတန်မြင့်တက်ပြီးဝယ်ရောက်ခတ်နေတဲ့အကြောင်းတဲကြောက်တင်ကားနဲ့တိုက်မိလို့မြေမျိုးကကလေးတအူးတိတ်ဆုံးသွားတဲ့တည်င်း ရက်နစံနေပါကြပိတ်ခံထားရတဲ့ဒဝယ်မြစ်ကားလန်ပြန်သွားလာလို့ရနေပြီဖြစ်တဲ့အခြေအနေဆောက်လို့ရတဲ့မြန်မာစုံတွဲထိုင်းထီဘတ်6တန်းစုကန်ထူးသွားတာကိုရီးယားရောက်ဒဝယ်လူငယ်အသင်း7နှစ်ပြည့်အခမ်းအနားကျင်းပတဲ့အကြောင်းဆရတဲ့သတင်းတွေကိုနားဆင်ရမှာပါရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ စစ်ကောင်စီတပ်ကစားတောက်ကုံတိုက်ဆောင်ခွင့်ပိတ်ထားတဲ့တနင်္လာရီမြို့နယ်တကူကျေးရွာအုပ်စုမှာအင်ကျက်သားတပိတ်သားကိုကျက်တပေါင်းကျော်ခုန်တက်သွားတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။တည်င်းအပြည့်စုံကိုဒိုဝဲဝါရှဝိုင်းတော်သားတို့ကပြောပြပေးသွားမှာပါရှင်။စစ်ကောင်စီတပ်ကစားတောက်ကုံတိုက်ဆောင်ခွင့်ပိတ်ထားတဲ့တနင်္လာရီမြို့နယ်တကူကျေးရွာအုပ်စုမှာအင်ကျက်သားတပိတ်သားကိုကျက်တပေါင်းကျော်ဈေးခုန်တက်သွားတယ်လို့ဒေသခံတွေစီကသိရပါတယ်။ မြိတ်မျိုးနဲ့တကူကျေးရွာအုပ်စုလက်ပိုင်းကကျင်းတဲ့တရာဆစီကိန်းမှာဈေးဆိုင်ကနဲ့ဈေးကားတွေဖြတ်တဲ့ခွက်ကိုအေဗီလာ25ရင်းနှစ်ကစတင်ကက်သက်ပိတ်ပင်ခဲ့တာပါအဲ့ဒီဒေတာမှာစားသုံးတဲ့မွေးမြူရည်ချက်တွေကို မြိတ်မျိုးကမာပြီးတကူရွာမှာပြန်လည်ရောင်းချကြတာပါလရှိမှာရိတ်ခသက်ဆောင်ခွေကက်သက်ထားတဲ့အတွက်စက်သားကိုပဲအဓိကထားစားပေါက်နေကြတယ်လို့ဒေသခံအမျိုးသမီးကပြောပါရတယ်။ ဒါကြောင့်လေ agency ဈေးတက်လာပြီး ebila stand က agency သားတပိတ်တာကို2800ကျပ်ဈေးရှိတာကနေလက်ရှိမှာကျပ်4000အထိဈေးပေါင်နေတယ်လို့ဒေတာခန့်တွေကပြောပါဗျာအဲ့ဒီဒေတာမှာအကျင်းအပြင်အခြားမိဖို့ကြောင့်တော့ကုန်ပစ္စည်းတွေလည်းဈေးတက်နေပြီးဝက်သားကလည်းတပိတ်တာကို3000ကျပ်ကနေ3500ကျပ်အထိဈေးတက်နေတာပါဒါအပြင်စားသုံးစီတလီတာတပူးကို6500ကျပ်ကနေ8500ကျပ်အထိကျပ်တော်နေတပိတ်တာကို9000ကျပ်ကနေ6000ကျပ်အထိဈေးတက်နေပါဗျာ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့စစ်ကောင်စီက73စီဝဲယူတဲဆောင်ခွင့်မပေးလို့ဒိုဝဲခရိုင်မှာ73စီဈေးတွေအဆမတန်မြင့်တက်နေပါတယ်ဒေါ်ခရိုင်လေးမျိုးနယ်ကိုစစ်ကောင်စီကဧပြီလ28ရက်နေ့ကတည်းက73စီဝယ်ယူတပ်ဆောင်ခွင့်မပေးဘဲပိတ်လိုက်တာအခုဆိုရင်10ရက်တိတိရှိလာပါပြီ။ဒေါ်ဝယ်မျိုးထဲကနေမျိုးပြင်ကို73စီဝယ်ယူတပ်ဆောင်သွားတယ်ဆိုရင်စစ်စေးရေးဂိတ်တွေကတာစီပြီးဖမ်းဆီးတာတွေလှုပ်ဆောင်နေတာပါ ဧပြီလ30ရက်နေ့က73စီဓာတ်စီကာလန်300ကျော်နဲ့ဒီဇယ်စီကာလန်150ကျော်ကိုဖမ်းဆီးပြီးအရေးယူထားတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။အိမ်သုံးအတွက်တည်လာတဲ့သူတွေကိုလည်းမြို့ဝင်စစ်စီဂိတ်တွေမှာဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေဖြစ်ပွားနေပါတယ်။စစ်ကောင်စီက73စီဝယ်ယူတဲဆောင်တာကိုပိတ်ပင်ထားတာကြောင့်နယ်ကြီးရွာတွေမှာ73စီပြက်လက်လာပြီးဇင်းနှုံးတွေလည်းအဆမတန်မြင့်တက်နေကြပါဗျာ။ စစ်ကောင်စီကဝယ်ယူခွင့်မပိတ်ခင်ကတလီတာကို3500ကျပ်သာပေးရတဲ့73စီဟာအခုဆိုရင်နယ်ကြေးရွာတွေမှာတလီတာကို16000 9000အထိဈေးကြီးပေးပြီးဝယ်ယူနေကြရပါတယ်။ဒီလိုဈေးကြီးပေးဝယ်ယူနေတာတော့လုံလောက်အောင်မရကြလို့အခက်တွေ့နေကြရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့မြေမြုပ်ကုန်းဖောက်ရက်ကွက်ကုန်းဖောက်တံတားနားမှာတဲကြောက်တင်ကားတိုက်ပြီးလို့အသက်၄နှစ်လောက်ရှိတဲ့ကလေးငယ်တအူးသေဆုံးသွားပါတယ်။ ။တင်းအပြည့်စုံကိုဒိုဝဲဝါရှိုင်းဒေါ်တာတို့ကပြောပြပေးသွားမှာပါရှင်။ညိတ်ညို့ကောဖောင်းရက်ွက်ကောဖောင်းတဘာနာမှာတက်ကြောက်တင်ကာတိုင်ပြီလို့အသက်၄နှစ်လောက်ရှိတဲ့ကလေးငယ်တူသေဆုံးသွားပါတယ်။မေလ9ရက်နေ့ညနေပိုင်းမှာတဲကြောက်ကားနဲ့အတိုက်ခံရတဲ့ကလေးငယ်ဟာနေရာမှာနေဘိုက်ပွက်ထံရနဲ့တိတ်ဆုံးသွားတယ်လို့မျက်မြင်တွေ့ရတဲ့အမျိုးသားကပြောပါတယ်။မြိန်မှာတဲကြောက်တင်ကားအများစုဟာအရှိန်ပြင်းပြင်းမောင်းလေးရှိတယ်လို့မြို့ခံတွေကပြောပါတယ်။ အခင်းဖြစ်ပြီးတဲ့နော်တဲကြောင်ကမောင်သူကိုရဲကဖမ်းခေါ်သွားပြီးကလင်းငယ်ရဲ့ရုပ်လောင်းကိုတော့ညှိမြုပ်ရင်ခွဲရုပ်စီကိုတဲဆောင်သွားတယ်လို့မြို့ခံတွေစီကသိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်ဖြစ်တဲ့ရဲနဲ့ဆန်နီပါကြပိတ်ခံထားရတဲ့တဝယ်မြေကားလမ်းဒီနေ့သွားလာလို့ပြန်ရသွားပါပြီ။တိုက်ပွဲတွေကြောင့်ပိတ်ထားရတဲ့တဝယ်မြေသွားတဲ့အမှတ်ရှိပြည်တော်စုလမ်းဟာဒီကနေ့ကစပြီးခီးသည်တင်ကားတွေဖြတ်တန်းသွားလာနေကြပါဗျ။သတင်းအပြည့်အစုံကိုတဝယ်ဝက်ဝိုင်းတော်သားတို့ကပြောပြပေးသွားမှာပါရှင်။ တိုက်ပွဲတွေကြောင့်ပေထရတဲ့ဒဝဲမြိတ်သွားအမှတ်ရှိပြည်တော်စု ကာလန်ဟာဒီကနေ့ကစပြီးခရီးသည်တင်ကားတွေဖြတ်တန်းသွားလာနေကြပါတယ်။ကရင်မျိုးသားလုံးမြော်ရေးတက်မတော် KNLA တက်မလေးအထူးတက်ဖွဲ့ကလည်းဒဝဲပလောလန်ပိုင်းဒီကနေ့မေလ6ရက်ကစပြီးဖြတ်တန်းသွားလာလို့ရပြီလို့ထုတ်ပြန်တည်ပေးထားပါတယ်။ဒဝဲမြိတ်ပြေးဆွဲနေတဲ့ခရီးသည်တင်ကားသမားတဦးကလည်းသူတို့ကားတွေဒီကနေ့ကစပြီးပြန်ပြေးဆွဲနေပြီလို့ပြောဆိုပါတယ်။ မြိတ်တဝဲအမှတ်၈ပြည်တော်စုလမ်းတရချောင်းမြို့နယ်ဝင်းဝရစကန်တက်ခတ်ခံရပြီးတဲ့ဧပြီလ၁၈ရက်နောက်ပိုင်းနှစ်ဖက်စည်ရေးတင်းမလာလို့အဲ့ဒီလမ်းပိုင်းကိုဖြတ်တန်းသွားလာတာကိုပိတ်ထားခဲ့တာပါဒဝဲမြိတ်ကာလန်သွားလို့ရနေပြီမဲ့မြိတ်ကော့တောင်းလမ်းပိုင်းဖြစ်တဲ့ပြည်ကြီးမန္တလေးမြို့အနီးမှာတော့တိုက်ပွဲကြောင့်ခရီးသည်တွေပိတ်မိနေကြတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဆောက်လုပ်ရေးသမားမြို့မှာဆောင်တွဲထိုင်းတီဘတ်6တန်းစုကန်ထူသွားပါတယ် ထိုင်းနိုင်ငံချွန်ပူရီခရိုင်ကဆောက်လုပ်ရေးလုပ်ကင်နေတဲ့မြန်မာအလို့သမားဇနီးမောင်နှံအူမေလ2ရက်နေ့ကဖွင့်လှစ်တဲ့ထိုင်းထီအမြင့်ဆုံးစုဘတ်6တန်းထီပောက်သွားခဲ့တာပါထိပောက်သူလင်မယားဆောင်တွဲဟာ MHAC မဟာမိတ်အဖွဲ့ရဲ့အကူအညီနဲ့ဒီကနေ့မေလ6ရက်နေ့မှာပဲစုငွေတွေကိုထုတ်ယူခဲ့ပါတယ်။ MHAC အဖွဲ့ရဲ့အစီရင်အရထိုင်းတီအမြင့်ဆုံးဘတ်6တန်းစုပောက်တဲ့မြန်မာနိုင်ငံသား60အထိရှိနေပြီလို့ဆိုပါရရှင်။ နောက်ဆုံးသတင်းတစ်ပုဒ်ဖြစ်တဲ့တောင်ကိုရီးယားနိုင်ငံရောက်ဒဝဲလူငယ်အသင်း DYKO တည်ထောင်ခဲ့တဲ့ဆယ်နှစ်ပြည့်အခမ်းအနားကိုပြီးခဲ့တဲ့မေလ၄ရက်နေ့ကတောင်ကိုရီးယားနိုင်ငံဖိုချွန်အောက်ကစားကွင်းမှာကျင်းပခဲ့ပါတယ်။သတင်းအပြည့်အစုံကိုတဝဲဝါရှိုင်းတော်သားတို့ကပြောပြပေးသွားမှာပါရှင်။တန်ဂိုရီးယားနိုင်ငံရောက်တဝဲလူငယ်အသင်း DYK ကိုတည်တောင်းခဲ့တဲ့စနီးဒီခန္ဓာကိုပြီးခဲ့တဲ့မေလ၄ရက်နေ့ကတန်ဂိုရီးယားနိုင်ငံပို့ချုံအကစားကွင်းမှာကျင်းပခဲ့ပါတယ်။ ခန္ဓာကိုမနစ်ဆန္ဒကြီးကနေညနေ6:00အထိကျင်းပခဲ့ပြီးတယောက်လာသူတွေကိုဒဝေရုရမုတ်တွေဖြစ်တဲ့ဒဝေမုံခါတနတ်တို့ဒဝေမုံလက်တော့စားတဲ့စားတော့ဖော်ရတွေနဲ့အေကန်ကျွေးမွေးခဲ့တယ်လို့ဒဝေလူငယ်အသိန်း DYK ရဲ့တာဝန်ရှိသူကပြောပါတယ်။ဆနစ်ပြီအခန္ဓာကိုအသိန်းသူအသိန်းသားတွေနဲ့ပြိတ္တာတရားကျော်တယောက်ခဲ့ပြီး ဒဝဲလီမျိုးနယ်ကိုစားပြုပေါ်လိုပြိုင်ပွဲကိုလည်းကြီးစုအားပေးခဲ့ကြတယ်လို့ဆိုပါတယ်။ပေါ်လိုပြိုင်ပွဲမှာဒဝဲရှိဖြူလောင်းလုံနယ်တဲချောင်မျိုးနယ်ကိုစားပြုအသင်းတို့ရင်ပြိုင်ကစားခဲ့ကြပြီးတဲချောင်မျိုးနယ်ကိုစားပြုပေါ်လိုအသင်းကအနံ့ရပိုးဆွဲသွားခဲ့တာပါ။ကိုရီးယားရောက်ဒဝဲလူငယ်အသင်းကို2014ခုနှစ်မေလမှာ အသိဝင်49ကိုနဲ့စတင်ထူထောင်ခဲ့ပြီးပြည်တွင်းပြည်ပလူသားချင်းစာနာမှုနဲ့ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကိုစတင်လှူဆောင်လာခဲ့တာ အခုလ၄ရက်အနေမှာဆက်နေပြီဖြစ်ပါတယ်။တဝဲလူငယ်တင်ဟာ2025ခုနှစ်မလ28ရက်နေ့ကလောက်ခခဲ့တဲ့ စကိုင်းငလင်းပေတွဲမန္တလေးတိုင်းနဲ့အင်းလီဒေသတွေကိုကူညီထောက်ပံ့ဝေးကျသိ190ကျော်လှူဒန်းခဲ့ပါတယ်။ အခုလိုတင်းနှားဟိတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ Dwellwash Wine.com တွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။